အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ်အပီဆိုဒ်90ခုမှာတော့ကျောင်းကြီးခက်လက်တဲ့အားကစားဆရာတီမာရီတို့ကဂျီရိုခန်းကိုလာပြီးတော့သူ့ကိုသူမိတ်ဆက်နေပါတယ်ကျောင်းသားနိုင်ကတော့ဆရာရဲ့သွင်မြင်ကြောင်းသူတို့အိမ်မက်များမက်နေသလားဆိုပြီးတော့အံ့ဩတကြီးနဲ့ကြည့်နေကြပါတယ်ထို့နောက်ဂျီဆိုတာဘာလုပ်လဲဆိုပြီးတော့မေးလိုက်ပါတယ်ဂျီကလည်းကျွန်တော်ပါဆိုပြီးတော့ထပ်ဖြေလိုက်ပါတယ်ဆရာမကြီးတို့လည်းဂျီနားကိုရောက်လာပြီးတော့ ကြီးရဲ့မင်းကြီးကိုကင်ကကျောင်းအောင်ကြီးကမင်းကိုတေးချစောင့်ကြည့်ဖို့ငါ့ကိုမာထားတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အကောင်လုံးကလည်းဆရာသိရဲ့ထူးဆန်းတဲ့အပြုတ်မှုတွေကြောင့်ကြောင်ပြီးတော့ပဲကြည်နေကြပါတယ်ဒီဘက်မှာတော့ကျော်ကြီးကဖင်နီကိုငါတို့မတွေ့တာအတော်ကြာပြီမင်းကလည်းအရက်ကြီးရှည်လာလိုက်တာမင်းမျက်နှာကလေကွာ အခုမှငါ့ကိုပြန်တွေ့ရတာမပျော်ဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်ဖင်နီကတော့ကျော်ကြီးကိုကြည့်ပြီးတော့ ငငယ်တော့ကသူ့ပေါ်လုတ်ခဲ့တာတွေတွေမကျေနပ်သေးတဲ့ပုံပေါက်နေပါတယ်ထွန်းတော့ကြော်ကြီးအဖွဲသားတရားမင်းတို့ကသိနေကြလားဆိုပြီးတော့မြင်လိုက်ပါတယ်ကြော်ကြီးကတော့ညနေပြောင်းတိုက်ပြီးတော့ငါတို့ကတကြောင်နဲ့တက်ခဲ့ကြရလေသူ့ရဲ့မျက်လုံးတစ်ဖက်ကအနီအောင်ဖြစ်နေလို့ငါနာမည်ပြောင်းတော့ပေးခဲ့ဘူးတည်းဆိုပြီးတော့ပြောလိုက်ပါတယ်ထွန်းတော့စနကကောင်ကဖိနီနာကိုကတ်လာပြီးတော့ဟာ မင်းရမိုက်လာကြည်လားဘယ်လိုလုပ်ထားလဲဆိုပြီးတော့မေးနေပါတယ်ဖင်နီကတော့မင်းတို့ကောင်တွေငါ့ကိုတလေးဆိုင်ုံထဲကမြောက်လို့လာကြည့်နေကြနဲ့ကုရိယာကိုနေကြဆိုပြီးတော့ပြောလိုက်ပါတယ်ဖူဘက်ကကောင်ကတော့ဟေးအောင်စကားပြောတာကိုကြည့်ပြောစရိုက်ကမျက်ခွက်နဲ့တပုံစံနဲ့ပဲတောက်တလွဲကောင်ဆိုပြီးတော့ပြောလိုက်ပါတယ်ကြော်ရည်ကတော့အကောင်လုံးကိုတားလိုက်ပြီးတော့ဖင်နီကိုအဖွဲမရှိသေးသူတို့ရဲ့အဖွဲတွေကိုဝင်မလားဆိုပြီးတော့မေးလိုက်ပါတယ် ထို့ချိန်မှာနောက်အကောင်တွေကဖီနီလိုကောင်ကိုသူနဲ့မတိုင်မီပဲနဲ့ကြော်ကြီးကသူတို့အဖွဲတဲကိုခေါ်နေတာကြောင့်မင်းယူသွားပြီလားဆိုပြီးတော့ပြောနေပါတယ်ဖီနီကတော့တော်ဇက်မှာကွာမင်းတို့ငနုကောင်တွေအဖွဲတဲ့အထက်တန်ကျောင်းသားတွေရဲ့အဖွဲကိုဝင်ကျဲတော်ကမှပိုကောင်းမယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ကြော်ကြီးကတော့မင်းရလေကွာငါဆောနာကစတာပါကွာကလေးတော့ကဖြစ်ခဲ့တဲ့ဟာတွေကလည်းငါတို့မရင့်ကျက်တယ်လို့ဖြစ်ခဲ့ကြတာပါဆိုပြီးတော့ပြောက ဖီနီရဲ့ပခုံးကိုသွားကင်လိုက်ပါတယ်ဖီနီကတော့ကြော်ကြီးရဲ့လက်ကိုခါချလိုက်ပြီးတော့ငါဒီမှာဆက်ရှိနေမင်းတို့တခုခုလုံမိလိမ့်မယ်ဆိုပြီးတော့ထွက်သွားပါတော့တော်ချိန်မှာပဲကြော်ကြီးကမင်းဒီကိုလာတာပြိုင်ပွဲဝင်ပြိုင်ချင်းလို့မလားငါတို့ပြိုင်ပွဲတခုလောက်လုပ်ရအောင်မင်းနိုင်ရင်ငါတို့အသင်းနာမည်နဲ့ပြိုင်ပွဲမှာဝင်ပြိုင်လို့ရအောင်လုပ်ပေးမယ်ဘယ်လိုလဲဆိုပြီးတော့မေးလိုက်ပါတယ်ကြော်ကြီးနောက်လိုက်ကောင်တွေကတော့ဒီလိုမလုပ်ဖို့ကြော်ကြီးကိုကြားနေကြပါတယ် ဒါပေမဲ့ကျော်ကြီးကတော့ရက်မသွားပဲနေ။မင်းကြောက်ရင်လည်းမပြိုင်နဲ့နော်။ငါကတော့ခွေးလေးတစ်ကောင်ကြောက်လို့ထွက်ပြေးသွားတယ်ဆိုပြီးတော့ပဲတတ်မှတ်လိုက်မယ်။ဆိုပြီးတော့ဖင်နီကိုပြောလိုက်ပါတယ်။ဖင်နီလည်းစိတ်တူသွားပြီးတော့ပွဲကိုလက်ခံလိုက်ပါတယ်။တလို့လေမောင်ဟာနေ့အချိန်မှာကျော်ကြီးတို့အဖွဲ့ကအင်းကြီးအဖြူတွေမျက်နှာဖုံးစုတွေနဲ့စပင်းပြိုင်မဲ့နေရာကိုရောက်လာခဲ့ကြပါတယ်။ချို့တော့သူ့ရဲ့နောက်လိုက်တကောင်ကကျော်ကြီးကိုဘာတွေရှောက်လို့နေရလဲနေ။ဖင်နီနဲ့ပြိုင်လို့ဘာရမှမလုပ်လဲဆိုပြီးတော့မေးနေပါတယ်။ ကျော်ကြီးကတော့ဟေ့ဟာမင်းကိုကြိုက်ဖူးတဲ့ခွေးကိုလမ်းမှာပြန်တွင်းမင်းမလုပ်ပါလဲဆိုပြီးတော့ပဲပြန်မေးလိုက်ပါတယ်ထွန်းတော်ဖင်းနေလေပြန်မဲ့နေရာကိုရောက်လာခဲ့ကြပါတယ်ထွန်းတော်ကျော်ကြီးကခွေးလေးတစ်ကောင်ကိုပညာပေးဖို့အချိန်ကြပြီဆိုပြီးတော့သူ့အဖွဲ့သားတွေကိုပြောလိုက်ပါတယ်တလုံးနဲ့ပဲကျော်ကြီးနဲ့ဖင်းနေကစပြန်ကြဖို့အသီးသီးနေရာယူလိုက်ကြပြီးတော့ကျော်ကြီးကသူတို့ပြန်မဲ့လမ်းကြောင်းကို ရှင်းပြနေပါတယ်ထွန်းတော်ကျော်ကြီးက မင်းနိုင်မင်းပြန်ပွဲမှာဝင်ပြန်လို့ရအောင်ကူညီပေးမယ်အေးဒါမှမဟုတ်ငါနိုင်တော့မင်းကောင်တခုလှုပ်ပေးရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဖနီကတော့ကျော်ကြီးရဲ့စကားကိုအစိုးရနားထောင်မနေပဲနဲ့ဟဲ့မင်းကတော့ဘာမှလှုပ်ပေးကြမလို့အခုလားပြိုင်နေဆိုတော့ကလည်းမင်းရဆရာကြီးလည်းလို့ဘာလို့လို့လောက်နေရကိုကြည့်မြလို့ပညာပေးရုံတတ်တဲ့ပဲဆိုပြီးတော့ပြောလိုက်ပါတယ်ကျော်ကြီးကလည်းโอเคအဲ့ဒါဆိုရင်စလိုက်ကြအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်ဖီနီဆပ်ပင်းရဲ့လက်ကైက ရိုက်သွားလို့ခေါ်တဲ့လက်ကင်ကိုဆင်ထားတာဖြစ်ပါတယ်။ဒီလက်ကင်တွေကစပိန်ပြည်နဲ့နေရာတွေမှာအကွက်တွေပြတ်တွေ့နေရမှာပို့အုံဝင်တာဖြစ်ပါတယ်။ကျော်ကြီးအသင်းသားတွေကတော့ဒီချိန်မှာကျော်ကြီးတွေပူရမှာမဟုတ်ပါဘူး။ဟိုကောင်လေးတွေပူရမှာကျွေးလူကောင်တဲ့ပြန်ကနေကအဲဒီကောင်60ရာခိုင်နှုန်းရှုံးဖို့တေချာနေပြီဆိုပြီးတော့ပြောနေကြပါတယ်။ဒါလို့နဲ့ပြန်ပွဲကိုစတင်ပေးမယ့်ကောင်ကမိရှုမိဘနိုင်ကိုစဖောက်လိုက်ပြီးတော့ပြန်ပွဲကိုစတင်လိုက်ပါတယ်။ ဒီဘက်မှာတော့ကျွန်းကသူ့ရဲ့တပြက်မဲလုံးကြီးတို့ ਨੇ လမ်းလျှောက်လာပါတယ်။ကျွန်းတော့ခမားတို့ဒီမှနေခဲ့ကြ။အဲဒီလိုအလဲလဲလောက်လာတာပထမဆုံးအခြေလေမဟုတ်တော့ကျွန်တော်တယောက်တည်းပဲရှင်းလိုက်မယ်ဆိုပြီးတော့ပြောတာတယောက်တည်းထွက်လာခဲ့ပါတယ်။သူ့တပြက်တွေကတော့တကူးဆိုရင်သူတို့ကိုခေါ်လိုက်ဖို့ပြောလိုက်ပါတယ်။ကျွန်းတော့အမောင်ထဲမှာဆေးလေးတောက်နေတဲ့ဘဲတဲ့ဘွေကိုတွေ့လိုက်ရပါတယ်။ကျွန်းကလည်းဖုံးမင်းလေးနဲ့ရောက်လာပြီးတော့သူ့ဘဲတွေကိုတွေ့တော့ ဘေးနဲ့ကစည်းကြည့်တဲ့ရိုးရက်ကားကြီးကိုကြည့်ပြီးတော့ထင်ကြီးသွားပါတယ်။ဟိုဘက်ကဘဲကြီးကဆလာလေးကပိုက်ဆံအရင်ပြဆိုပြီးတော့ပြောလိုက်ပါတယ်။တွင်းကလည်းပိုက်ဆံပေးလိုက်ပြီးတော့ပြန်ပါလေကျွန်တော်ပြစီခမရစစ်တော့စစ်ပါရင်နော်ဆိုပြီးတော့မေးလိုက်ပါတယ်။အေးနော်အဲ့ဒီဘဲကဘာမှပူမနေနဲ့ဒါအကောင်းတော့ကအကောင်းဆုံးပဲမင်းစစ်ကြည့်လိုက်ဆိုပြီးတော့အဲဂျာဒန်စက်တီဘတ်စကတ်ဘောဖတ်တာကိုပေးလိုက်ပါတယ် ကျွန်းကတော့တေချာစစ်စင်းနေပြီးတော့ဖနှတ်ကိုကြီးကနောက်ဆုံးတော့မင်းကငါအပိုင်ဖြစ်သွားပြီဆိုပြီးတော့တွေးကပြောနေပါတယ်ထို့နောက်ဖနှတ်ရေဆွာလာဘဲကဒီကောင်လေးကရှားခဲ့တယ်ဒီလိုအသည့်အနီးပါဖနှတ်ကိုရတာမေကန်ကောင်းလဲဆိုပြီးတော့ပြောကကားဘေးနားမှာရက်ထားတဲ့သူ့ဆက်ဘေးမှာကို တက်ကပြန်သွားပါတယ်ကျွန်းကတော့ထိုဘဲကိုအထင်ကြီးတာကြောင့်ဒီလိုကကြီးကိုဘလူကောင်မျိုးကဒီနားမှာ ပါကင်ချိုးထားလဲဆိုပြီးတော့တွေးနေပါတယ်ထို့နောက်ဝယ်ထားတဲ့ဖနှတ်ကို ပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ဖနှက်ရဲ့အောက်ဆိုးကြီးကကွာကြလာပါရဲ့ဒွန်းဆိုတဲ့ကောင်ကထအလိန်ခံလိုက်ရပြီဖြစ်တာကြောင့်နောက်ကနေအော်ဆဲနေပါရဲ့ကျွန်တော်သူတပည့်တွေကကားနဲ့ရောက်လာကြပြီးတော့ဟူဘဲနောက်ကိုလိုက်ပါရဲ့ဟူဘဲကလည်းဒွန်းရဲ့ကားကိုမြင်တော့အချင်းလေးကိုတိလိုက်ပြီးတော့စပင်းကိုအမြန်နင်းသွားပါရဲ့ဒွန်းကတော့နောက်ကနေသူ့ကိုဖနှက်အဆုံးကြီးရောင်းလို့ဆိုပြီးတော့អော်សេះနေပါរី ဖနာရီဆိုလာကောင်းလေဒိုနိုကလည်းလည်းနဲ့လက်လျှော့မှာမဟုတ်တာကြောင့်လမ်းစုံတစ်ခုရောက်မှာတော့စပိန်ကို180ဒီဂရီစကစ်ဆွဲလိုက်ပြီးတော့လာရလမ်းတိုင်းပြန်သွားပါတယ်ဒိုနိုလည်းသူ့ကိုကြည့်ပြီးတော့မျက်လုံးပြူသွားပါတယ်ဒိုနိုကတော့ကားနဲ့ဖြစ်တာကြောင့်အိမ်ထဲမှာပဲနောက်ကျကျန်နေခဲ့ပါတယ်ဒိုမြက်တပြည့်တွေကတော့ဟိုဘဲကိုလွတ်သွားတာကြောင့်စိတ်တူသွားပြီးတော့နောက်မှာအဲ့ဒီကောင်တော့ကိုလူလွတ်ပြီးတော့ဆုံးမရမယ်ဆိုပြီးတော့ပြောနေပါတယ်ဒွန်းကတော့ လက်သေးကိုကြည့်ကြည့်ပေါ့စုပ်ကန်လိုက်ပြီးတော့ဒီဘေးလို့သွားတာတောက် yes မှိုက်တယ်ဆိုပြီးတော့អော်လိုက်ပါတယ်ထို့နောက်ဒုံရဲ့ရှိကနေဗီနီနဲ့ကြော်ရီတို့ကအယံမြန်တဲ့အချိန်နဲ့ဖြတ်သွားကြပါတယ်ဒုံကတော့သူတို့နှစ်ယောက်ဖြတ်သွားတာကိုကြည့်ပြီးတော့အန်အောနေနဲ့ကြံနေခဲ့ပါတယ်ဒီလိုနဲ့ပဲဒီအပိုင်းလေးကို စသိန်းထားပြီးတော့နောက်လာမယ့်အပိုင်းတွေမှာဖီနီနဲ့ကိုကြော်ရီတို့ကဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုကျွန်တော်နဲ့အတူ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်ခဗျာဒီနေရာဒီလိုက်ပါကြည့်ရှုလာသူတက်ရောက်ခြင်းစဉ်တိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခဗျာ